ားလုံးမင်္ဂလာပါကျွန်တော်အခုတလောတင်ပြနေရဗီဒီယိုကြည့်ပြနေရဆိုလို့ရှိရင်တော့ online ငွေချိန်လိမ့်လဲမှုနဲ့ပတ်သက်ပြီးတော့လူတွေပို့ပြီးသတိထားမိအောင်ကျွန်တော်မျှဝေနေအောင်တွေးရှိရမှာပါ online မှာမလုံခြုံမှုရှိဘူးကလည်းအလွန်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်နဲ့ကမ်ဘောဇာဘန်တို့ရဲ့ဒီ online ငွေကြေးလည်လည်မှုအသိပညာပေးလှူရှားမှုရဲ့တစိုက်တစ်ပိုင်းဖြစ်တဲ့ဒီဗီဒီယိုလေးကိုထပ်ပြီးတော့တင်ဆက်လိုက်ရပါတယ် online လည်လည်တဲ့ဗျာမှုတွေက social media ပေါ်မှာနေမဟုတ်ဘဲနဲ့တကယ်လက်တွေ့ပေါ်မှာနေလူတွေလေ့စဉ်ဖြစ်ပျက်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်အဲ့ဒါမှမဟုတ်ဒီနေ့ဗီဒီယိုမှာလူတွေကြုံတွေ့ခဲ့ရတဲ့လိမ့်လည်လည်ဗျာမှုတွေဒါမှမဟုတ်သူတို့ရဲ့တငယ်ချင်းတွေအသိမိတ်ဆွေကြုံတွေ့ခဲ့ရတဲ့လိမ့်လည်လည်ဗျာမှုတွေကိုကျွန်တော် live ပြီးတော့မေးမြန်းထားပါတယ်အဲ့တော့သူတို့ဘယ်လိုအဖြေလဲဆက်လက်ဆောင်ကြည့်ပေးကြပါအောင်ခင်ဗျာ အာအဲ့ဒီညီကိုဟာဦးလေးတုံခဲ့ဘူးတဲ့ online ငွေကြေးလိမ်လည်မှုနဲ့ပတ်သက်တဲ့ story လေးကိုကျွန်တော်တစ်ချက်တော့ပြောပြပေးပါဦးဒါလွန်ခဲ့တဲ့ဟိုဘာလို့ရှိဘူးဥပိကာလာမှာပေါ့ဟုတ်ဥကိုကျွန်နာကြီးတလုံးရယ်ဆွေဆွဲချိုးတကြသားရယ်တဲ့ iPhone တလုံးရယ်ပေါက်တယ်ဆိုပြီးတော့အကြောင်းကြားတယ်အကြောင်းကြားတော့အဲ့ဒီမင်းတို့ဟာဘယ်ရလဲဘယ်ကုမ္ပဏီရလဲဆိုတော့ तू ကအဲ့ဒီဒီယူရီးယားကုမ္ပဏီပေါ့တက်ချီလိုက်မှာဖွင့်ထားတယ်တဲ့ရုံငန်းရှိတယ်တဲ့အဲ့ဒါပြောတော့အဲ့ကုမ္ပဏီကဟုတ်ပြီလမ်းမေးကြည့်လိုက်တန်ငွေကြီးကိုမေးကြည့်တော့ဖြီတော်မှုလမ်းမှာတော့ရှိတော့ရှိတယ်ဘယ်နေရာတော့မသိဘူးဆိုတာနဲ့ အဲ့ဒါဆိုရင်ငါဘာလုပ်ရမလဲအဲ့ဒါဦးလေးလိုချင်လို့ရှိရင်အခုချက်ချင်းကေပေး3000လွှဲပေးတဲ့အလွှဲပေးဆိုဘယ်ကောင်းလဲဒီကောင်းလားဆိုတော့ဒီကောင်းတော့မဟုတ်ဘူးတဲ့အတရားရုံဖုံးပေါ့အအကောင့်ရှိတဲ့ဖုန်းနံပါတ်ထပ်ပေးမယ်ဆိုနောက်တစ်လုံးပေးတယ်အဲ့ကောင်းလည်းဟုတ်သွားထည့်ပေးလိုက်တာသူ့နံပါတ်လည်းပေးတယ်ထည့်ပေးလိုက်ပြီးကြောင်းအကြောင်းပြန်တော့အောက်ကဦးလေးတဲ့ကျေးဇူးပဲတဲ့နောက်နိုင်ဘွက်တော့ကြာတော့မိန်းကလေးတယောက်ဆက်တယ်ဦးလေးတဲ့အကောင့်နဲ့မြန်မြန်ထည့်လေးတဲ့ဦးလေးနောက်မဆိုမရဘူးဖြစ်နေတဲ့အဲ့နဲ့အကောင့်နဲ့ကိုထည့်ပေးပြီလို့၃000ပေးလိုက်ပြီဆို ော်အဲ့ဒါနေ့တင်ပါလို့ဆိုမနေ့ပြန်စပြီးတော့တဲ့ last show ကနေထွက်မယ်တဲ့ last show ကနေမန္တလေးမန္တလေးကနေရန်ကုန်လာမယ်ဆိုတော့ဦးကကောင်တာလုပ်ပြီးတော့ပြန်ပြန်ဆက်ကြည့်တော့အမန္တလေးရောက်နေပြီပေါ့မန္တလေးရောက်တော့နောက်နေ့တခါတည်းရန်ကုန်ရောက်မယ်ပေါ့ညနေခင်းတော့ဦးလေးရောက်မှာပါတဲ့ညနေခင်းဆက်တော့လေနောက်ကြတော့ဦးလေးလည်းမရောက်သေးဘူးတဲ့ကားပါဖြစ်နေလည်းမသိဘူးဗာနေတယ်ဆွေနောက်မှကျတော့ဗာလို့ဆိုဟဲ့အောင်မင်းအမှန်တိုင်းပြောမင်းရောက်ကမဲ့အချိန်နဲ့ကြော်နေပြီနောက်တည့်ရက်ဖြစ်သွားပြီနောက်တနေ့ထက်ဆက်တော့ဦးလေးတဲ့ မရောက်လာဘူးတဲ့မရောက်လာရင်မင်းတို့ကဘလို့ဖြစ်တာလဲကားပြတ်နေလို့တဲ့မဟုတ်ဘူးမှန်တိုင်းပြောလို့မင်းတို့လိန်နေနဲ့တွေ့တယ်နော်ကော်မလေးလည်းပါတယ်အအုံးလေးတဲ့လိန်တာမဟုတ်ဘူးတဲ့ကျွန်တော်တို့ကတကယ်လာမှာတဲ့အဲ့ဒါပြောတော့နောက်ပိုင်း3လေးကဆက်တော့သူကစိတ်မရှိတော့ဘူးမင်းတို့လိန်အဖွဲလိုက်နေနဲ့တွေ့တယ်လို့ပြောတယ်ပြောဥလေးကလောဘတက်တာဘူးတဲ့ဥလေးကလောဘတက်တော့ဟိုပေါက်တယ်ဆိုပြီးတော့ရွှေလက်မနာရဲတဲ့ဟိုဆွေဆွဲကျုပ်ရဲ့တကြသားရမယ်ဆိုတော့ဥလေးကလောဘတက်တော့အဲ့၃တောင်းလွှဲတာဘူးတဲ့အဲ့ဒါကတော့ငါးသူ့ကိုကောလိုက်ပြီးတော့မှမင်းတို့အဖွဲလိုက်လိန်နဲ့တိုင်ပြောမယ်ဆိုကြိုက်တာတိုင်နေတယ်ဆိုတော့ အဲ့ဒါမှတခါတည်းပတ်စံ3000ပေါအောင်အဲ့လိုတော့ခံရခံရတာပေါ့နော်အဲ့ဒီလိုမျိုးလိမ်လည်မှုတွေကနေပြီးတော့ဦးလေးတို့ပေါ့ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသွားလဲအကျိုးသက်ရောက်မှုရှိတယ်ဆိုတာဒီကောင်လိမ်နေစားတိတော့နောက်ဆုံးရင်ဘာပေးမယ်ဘာပေါက်တယ်ဆိုလို့ရှိရင်အကုန်လုံးတခါတည်း cancel ပေါ့ဆက်ဆံတင်ငန်းအဲ့တင်ငန်းလာရတော့ပေါ့နောက်မှဆိုကိုယ်လောဘတက်လိုက်ရင်သူလိမ်ပါလေဟုတ်တယ်သူကအဖွဲလိုက်နောက်တော့ကောင်မလေးလည်းဆက်လိုက်ကောင်လေးဆက်လိုက်မသွင်းမချင်းသူကဟိုတရေချောင်းနေဖျားပေးဖျားပေးခုလောဘတက်လို့ဦးလေးခံရတာဟုတ်ကဲ့ဟုတ်ကဲ့သူကပြန်ပြောင်းသွားပြီအဲ့မှာသူ့ကိုဆင်းဖို့လို့တော့ဖုံးချောင်းပါ ရတာကြုံဘူးတဲ့ငွေကြေးလိမ်လည်းမူဆိုင်ရာအွန်လိုင်းငွေကြေးလိမ်လည်းမူဆိုင်ရာနဲ့ပတ်သက်ပြီးအတွေ့အကြုံလေးတစ်ခုလောက်ပြောပြပေးပါအောင်အောက်ကောင်နေဘယ်လိုလိမ်လဲဘာညာစာအဆုံးလေးပေါ့ဖြစ်နိုင်ရယ်အဲဆိုတော့ကျွန်တော် father ကြီးကိုဖုန်းဆက်လာပြီပေါ့နော်ဟုတ်အာဘာလဲဆိုတော့ဒီကျွန်တော် father ကြီးရဲ့ account ကဒီပေါ့နော် error တက်နေရယ်ဆိုပြီးတော့ဒီဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ဘာတောင်းလဲဆိုတော့ဒီလိုမျိုး process ထပ်လုပ်ဖို့အတွက် ဒီကုတ်လိုအပ်တယ်ဆိုပြီးတော့တောင်းတယ်ပေါ့နော်ကျွန်တော်ကျွန်တော် father ကြီးကလည်းနည်းနည်းစာတက်တဲ့ထိမှပါတယ်ပေါ့နော်အဲအဲ့လိုပါတော့ကျွန်တော် father ကြီးကတည်ရတည်ရောမပေးလိုက်ဘူးပေါ့နော်ဟုတ်ဒီ KBZB ရဲ့ဟိုဝေးပြီးရဲ့ဥက္ကဋ္ဌပါဆိုပြီးတော့ဝေးငွေလိမ့်လေတာပေါ့နော် OTP ကိုဒီကောက်တောင်းပြစ်မယ်ဘာညာနဲ့အဲဟုတ်တယ်အကောင့်ကိုပိတ်ပြစ်မယ်ဒီတကယ်လို့ကုတ်မပေးဘူးဆိုရင်ပိတ်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်ပြီးတော့အဲအဲ့လိုမျိုးဒီတောင်းတယ်ပေါ့နော်အဲ့ဒီလူလိမ့်တွေကသူတို့ယုံကြည်အောင်လို့ brother တို့ဘယ်လိုအယုံတွင်းကြလဲပေါ့ဘယ်လိုပုံစံဟန်ဆောင်ပြီးတော့ brother တို့ UC ရာယုံကြည်မှုတွေရအောင် ုပ်လဲဟိုဟာဘယ်လိုမျိုးလဲဆိုတော့အဲကျွန်တော်ကတော့ခေဟိုဝီပီရဲ့အဲ့လိုဟိုဥက္ကဋ္ဌပါမန်နေဂျာပါဆိုပြီးတော့တောင်းကြရပါတော့ဘယ်လိုမျိုးလိမ်လည်မှုတွေကြောင့်ကိုယ်တွေမှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိသွားနိုင်လဲအာဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိသွားနိုင်လဲဆိုတော့ကျွန်တော်နဲ့ပတ်သက်တဲ့ဟိုဒီဝီပီထဲမှာဆိုရင်ဒီပတ်စံအမောင့်တခုရှိရဆိုရင်အကုန်လုံးပါသွားနိုင်ပါသွားနိုင်လေပေါ့နော်အများသူအားဖြင့်ဒီ message ကလာဖို့ရယ် message ပို့ပြီးဖုန်းခေါ်ရယ် ကိပေးတွေပါတယ်ငွေဝင်နေတယ်အဲ့လိုမျိုး password တွေပါတယ်ပြောပြပါအဲ့လိုမျိုး အဲ့လိုမျိုးကများတယ်ဝေးပေး message ပုံစံလိုမျိုးပုံစံဒီလိုမျိုးပဲဝေးပေးကငွေလင်းရပို့တဲ့ message လိုမျိုးပဲပို့တယ်ကျွန်ဦးနာတသိန်းတသိန်းတသိန်း ID ID ပါတယ်ပါတယ်အဲဟုတ်တယ်။ ID ပဲပါတယ်။အဝင်းကနေပြီးပတ်စံဝင်နေစားတသက်မဲ့ဖဲအတိုင်းဝင်လာတယ်ပေါ့။ဝင်လာတယ်အဲ့လိုမျိုးပုံစံတူပဲ။ဖုန်းနံပါတ်အစင်းများတော့ပဲ MPD အဲ့လိုမျိုးကများတယ်။ကျွန်တော်ဝင်မိတာဝေးပေးကငွေဝင်နေပေါ့။အဲ့လိုဝင်နေထုတ်ယူပါ။ပတ်စံပြန်ထုတ်ယူပါ။အဲ့လိုမျိုးပဲ။ ID နံပါတ်ဘလာဘာဘာလာပါတယ်။အဲဘာသာပြန်ပို့လိုက်တယ်။ ကမာသဖတ်ကလည်းပဲပြောရမှာဟုတ်ပြီအဲ့တော့အဲ့တော့အဲ့လိန်လေတဲ့လူတွေကအများစုကဘလို့သူတို့ကိုသူတို့ဘလို့မျိုးဟန်ဆောင်ပြီးတော့ radar တို့ယုံလွယ်အောင်ယုံအောင်ပေါ့ဒီညာကကျွန်တော်ချင်တာကတော့သူကလူအများစုကပတ်စံဝင်နေဆိုတော့ပတ်စံလိုချင်ကြတာပဲဒါပေမဲ့ကိုယ့်ဘာသာကိုတော့ပြန်စင်းစားမှဒါတကယ်ဟုတ်ရဲ့လားတကယ်အာငွေဝေးပေးတော့ဘာလို့ကအဲ့လိုမျိုးမပေါ့ပါဘူး ဲ့လိုမျိုးဆိုဟုတ်ပါတော့ပြန်စဉ်းစားကြည့်ပေါ့တကယ်ဝေပေကဟုတ်ရဲ့လားကေပေကဟုတ်ရဲ့လားဟုတ်ပါတော့တေချာပဲစဉ်းစားကြည့်အဲ့လိုမျိုးပြောချင်ပါတယ်အဲ့တော့တကယ်လို့အလိန်ခံလိုက်ရတယ်ဆိုလို့ရှိရင်ဘာဆုံးရှုံးမှုတွေဘာအကျိုးတည်ရောက်မှုတွေကိုပေါ်ဖြစ်နိုင်တယ်အလိန်ခံလိုက်ရတော့ပတ်စံရတော့ဆုံးသွားပါဘာပတ်စံဆုံးတယ်နောက်ပြီးတော့အဲ့အကြောင်းတွေပါပြန်ပြောရင်တော့ရှက်တာပေါ့ငါငွေခံလိုက်ရတယ်အဲ့လိုအကြုံမှုတွေ online ငွေကြေးလိမ်လည်မှုနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးကျွန်တော်တစ်ချက်လောက်ရှင်းပြပေးပါအဲ့လိုမျိုးဖုန်းနဲ့ဘက်နဲ့လာလိမ့်မယ်ပတ်စံဘလောက်ပေါ်တယ်ပြီးရင်သူ့စီကိုရင်လွှဲပေး အဲလိုမျိုးပြောရင်းနဲ့ပေါ့ဖုန်းခေါ်ခိုင်းတာပေါ့ငါဖုန်းခေါ်လိုက်တယ်ဖုန်းခေါ်လိုက်တော့သူကနေပြောအာငွေစဲသိန်းပေါက်တယ်ပေါ့ငွေစဲသိန်းပေါက်တယ်အာပေါက်ပြီဆိုပြီးပြောပေါက်တယ်ဆိုတော့ဘလိုဖြစ်လို့လဲဆိုတော့ပတ်စုတ်ကရဖို့ရေးကိုသူ့ကိုတသိန်းငွေလွှဲပြရမယ်တဲ့အာအဲ့တော့အာအဲ့ဒါလို idea နှုတ်ယူလိုက်လို့ကျွန်တော်ကိုတိုင်းမပြေးလို့ဆိုကြတော့အဲ့လိုကြလည်းမရဘူးတဲ့အာအဲ့တော့အဲမတော်လည်းလိန်ကျင်လည်းပြီးပြီလိန်ပါလို့ဆိုတော့အဲ့တော့ဖုန်းကွာစချသွားဒီလိန်နယ်မှုတွေကြောင့်ဘလိုအကျိုးတက်ရောက်မှုတွေဖြစ် တိုင်လေးပေါ့ဖြစ်သွားလဲပေါ့လေကန်းတော့ရင်ထဲမှာတော့ဟောဖြစ်တာပေါ့ဖြစ်ပြီရပါတပြည့်ရင်ထဲမှာပါဖြစ်ညံလို့ပဲခံရတယ်လို့ပဲဟောဖြစ်မှာပေါ့ဝစီဆုံးချုံးမှုပေါ့ဝစီလည်းဆုံးချုံးမယ်ကိုလည်းပြီးဘာမှရတာမဟုတ်ဘူးနောက်ရပဲရအောင်ကျွန်တော်မာလာကြီးကိုပထမတည့်ရကြတော့ Viber မှာ message ပို့လာတယ် Viber မှာဒီပစ္စည်းဒီပစ္စည်းရောက်ထားတယ်ပေါ့ဖုန်းလို့စနေကတော့ရောက်ထားတယ်ဆိုပြီး message ဝင်လာတယ်အဲ့ဒါနဲ့မာလာရဲ့လည်းမယုံအဲ့ဒါနဲ့ဘယ်သူကပို့တာလဲနိုင်ငံသားတယောက်အနေနဲ့သူကကြတော့ဒီမြောက်ရီတို့တာချီလေးဘက်တို့မှနေရပါတော့အဲ့ဒါနဲ့ မဘုံနေပို့လိုက်တယ်သူကအင်းအဲ့နဲ့မဘုံနေပို့လိုက်တော့အော်ဟုတ်လောက်မယ်ပေါ့ဒါဆိုရင်လိန်လည်းမှုတော့မဟုတ်လောက်ဘူးဆိုပြီးမှလက်ခံလိုက်တာအင်းနောက်နေ့ကျတော့ခင်ဗျားတို့ကတဲ့အခွန်မဆောင်ဝင်းနေတဲ့ပစ္စည်းတွေမှာဟာအဲ့လိုမျိုး illegal ပါတယ်ပေါ့နော် illegal တွေပါတယ်ဆိုပြီးမှပြောလိုက်တော့ကျွန်တော်ကလည်းနည်းနည်းကြောက်တာပေါ့အဲ့တော့ brother အဲ့ချိန်မှာပစ္စည်းကရပြီးသွားပြီလားမရသေးဘူးပစ္စည်းမရသေးဘူးပစ္စည်းမရသေးဘူးဒီပစ္စည်းကိုလက်မခံလို့လည်းမရဘူးလက်ခံချင်ပတ်စံပထမ10သိန်းပေးပေါ့နော်10သိန်းပေးမှဒီလိုဒီလိုလွတ်ပေးမယ်ပေါ့သူကလည်းနည်းနည်းချင်းချောက်တော့ချင်းချောက်တော့ပါတော့ ငါလာရရလဲကြောက်ပြီးမှပေးလိုက်တယ်ဗောနော်၁၀သိန်းပထမတော့ဟုတ်အဲ့ဒါသူကဒီကိစ္စရှင်းပြီးွားရည်ရှင်းပြီးွားရည်ဆိုပြီးမှသူတို့ဆိုင်ရလေးပို့လိုက်တယ်ဗောယုံယုံယုံမှရှင်းသွားပြီရှင်းသွားပြီဆိုတဲ့ပုံစံမျိုးတစ်စီရတယ်ပို့ပေးမယ်လို့ပြောတယ်အဲ့ဒါနဲ့ဒီပစ္စည်းကိုလည်းလေရင်ဝင်မှလက်ခံရတော့မယ်တဲ့မပြီးသေးဘူးလားအဲ့ဒါမပြီးသေးဘူးလားလေရင်ဝင်မှလက်ခံရတော့မယ်ဆိုပြီးမှပထမပြန်ပြီးစပို့တယ်လင်းဝင်မှလက်ခံချင်တယ်ဆိုရင် နောက်ထပ်ပတ်စံ၁၀သိန်းပို့ဖို့အဲ့လိုလုပ်ရင်လုပ်ရင်နဲ့နောက်ဆုံးပတ်စံ သိန်း40ရှိရမာသားကြီးကလွဲလိုက်တယ်အဲနောက်ဆုံးတစ်ခေါက်ကျွန်တော်လည်းအင်ရောက်ရောက်ရတယ်ဖာသားကြီးနဲ့စကားပြောပြီးမှဒီလိုဒီလိုပေါ့နော်မာသားကြီးကကျွန်တော်တို့ရှင်းပြတယ်အဲဒါဆိုရင်လိန်လည်းမှုဖြစ်လောက်တယ်လို့အဲတခြားလူတွေနည်းနည်းဆွေးနွေးလိုက်တယ်လိန်လည်းမှုလိန်လည်းမှုဖြစ်ဖို့တော့များတယ်ပေါ့နော်ဒီတစ်ခေါက်ပတ်စံဖုန်းဆက်ရင်ဖုန်းကိုပါပါပိတ်ထားလိုက်ဖုန်းမကင်တော့နဲ့ဆိုပြီးမှပြောလိုက်တယ်ပေါ့ပတ်စံသိန်း40လောက်ပါသွားတယ်အနေရတော့ဟောအမိုင်ကဘလူးယုံကြည်အောင်ထန်ဆောင်ပြီးတော့ brother တို့အယုံတွင်းကြတယ်လုံနီးလိုက်နေတုံးကြတယ်သူကတကယ်ဟိုလိုမျိုးပေါ့နော်နည်းနည်းအာနာရှိတဲ့သူတွေပုံ ဒီလိုမျိုးပုံစံလုပ်တယ်ပေါ့နော်ဒီလိုဒီလိုနဲ့အဲ့နဲ့သူတို့ walkie talkie မှာလည်းစကားပြောပြရပါတော့နော်မဟုတ်ရင်မင်းတို့ဒီလိုဒီလိုလုပ်မယ်တရားဆွဲမယ်ဘာညာတဲ့ကပေါ့အဲ့လိုပုံစံမျိုးတကယ်အာနာရှိရဲ့လူတွေပုံစံမျိုးလုပ်တာပေါ့ဟုတ်အဲ့လိုအယုံသွင်းကြတာဟုတ်အယုံသွင်းကြ brother အဲ့လိုမျိုးကြောင့်ဘလိုမျိုးကိုယ်တွေမှာလိန်လယ်မှုတွေကြောင့်ဘလိုမျိုးအကျိုးတက်ရောက်မှုတွေရှိသွားလဲအကျိုးတက်ရောက်မှုကပျက်စီးဆုံးရှုံးသွားပါပေါ့အဲ့တော့ပျက်စီးရဲ့ပတ်စံရဲ့ပေါ့အဲ့တော့တီးသွားတာပေါ့နော်ဒီလိုဒီလိုနောက်ဟာနောက်ဟာနေဆိုရင်မှတတိထားမိတာပေါ့ဟုတ်ကဲ့ကေဗီဇာပေးရတယ်ဟိုမက်ဆေ့ချ်ရတယ်ပေါ့ဟိုပြန်ပြီးတော့ ဝင်ဝတ်တာသူကမှတ်ဖို့နဲ့ level တောင်းတာအဲသူကလည်းဘာမှမပြောဘူးသူကလည်းရှောက်လို့ရနေအဲသူကပတ်စံ30 20ပါတော့ပါအဲ့ဒီနည်းစိတ်ဝင်လာအချက်တော့ပြန်ပြောပြပြင်းဘလို့ကောင်းတဲ့ဝင်သွားလားဝင်လို့ရသွားလားဝင်လို့ရသွားအဲအဲအဲ့အဲ့လေးကိုနည်းနည်းလေးတစ်ချက်တော့ပြန်ပြောပြပါဦးနည်းနည်းစိတ်ဝင်လာလို့ဘလို့မျိုးလာတာလဲသူကအရင်ဆုံး ABC ပေးရဲ့ကုတ်နံပါတ်နဲ့အရင်ဆုံးစတာ SMS တစ်ဆောင်နဲ့အရင်စတာ SMS တစ်ဆောင်နဲ့အရင်စတာအဲစပြီးတော့မှပဲသူကဖုန်းဖုန်းဆော့ဖုန်းခေါ်တာပေါ့နော် ABC ပေးရဲ့ကျွန်တော်ကဟိုပြောရလဲ one hand တစ်ယောက် ။နော် upgrade မျိုးဟိုတော့သူကအချက်လက်တွေလိုတယ်။အဲအချက်လက်တွေတစ်ချက်ပြောပြပေးဆိုတော့သူကပို့ဝေးလိုက်တာ။ဟုတ်အဲပို့ဝေးလိုက်တော့အမှအကောက်တွေရရှိတယ်။တောင်းမယ်။ OTP တွေတောင်းမယ်။တောင်းတယ်။အဲ့တော့ဘာသာတော့ပေးလိုက်လား။ပေးလိုက်တာ။ပေးလိုက်တာ။ပေးလိုက်တာ။တိုင်းနေဆက်အကောက်တွေရရှိတယ်။တိုင်းနေဆက်ပေါ့။ ်ဟိုဒီမိတောင်းတာဝိုင်းနိုင်ပါဆိုတော့ပြီးတော့တောင်းတာတောင်းလဲတောင်းတော့သူ့တော့ပေးလိုက်တာပေးလိုက်ပေးလိုက်ပြီးတော့အကောင့်မှာအကောင့်တွေကကောင့်ပါတော့ဘောဘရဒါအဲ့ဒီကပတ်စံနေသူကချက်ချင်းလွှဲလို့ရတယ်ပတ်စော့လည်းတောင်းတယ်မလားပတ်စော့လည်းတောင်းတာပေါ့အဲ့ဒါကိုယ့်ရဲ့ OTP တွေပတ်စော့တွေကိုဘယ်သူမှမပေးဘူးအတွက်ဒီကနေအကြံပြုလိုက်မယ်နော်အဲ့တော့ဘာဖြစ်လဲအဲ့လိန်လေမှုတွေကနေဘရဒါတော့ဘယ်လိုကြိုးစားရမှုဖြစ်သွားလဲဘယ်လိုကြိုးစားမှုဖြစ်သွားလဲဆိုတော့တော်တော်နစ်တာပေါ့ပေါ့အဲ့မောပြောရဆိုလို့ရှိရင်သူကဆိုင်ခွင့်မှုအဆောက်ယူရထားတာอืม အဲတိုင်း၃၀အပေါ်ကသူလည်းလည်းတိုင်ပတ်ပါတိုင်ပတ်ပါဆိုတော့အစကကျွန်တော်တို့လာမမေးဘူးသူကသူကလည်းတိတ်မသိဘူးပြောအဲကေဗီဇာပြေးတော့ပါလို့ဆိုတော့သူစပတ်ဆန်ထိုင်အောင်လောက်ဝင်သူကလည်းအညာဘက်ကဆိုတော့တိတ်မသိဘူးအဲအကြောင်းလေးညာဘက်ကလူခံရတယ်နော်အညာဘက်ကလူတွေကခံရတာများတယ်အဲ့လိုမျိုးအမေတို့ဒီဖုန်းဝင်လာဖုန်းဝင်လာပြီးတော့အဲဒီကေပေးရပါပညာပေါ့အဲ့လိုအမအဖုန်းတွေကို SMS ဝင်လာအဲဝင်ဝင်လို့ရှိရင် ျွန်တော်တို့ပို့ပြီးပါကျွန်တော်တို့ဒီကေဘေးဌာနပါအဲကေဘေးဆက်ဟိုပါအဲ့လိုမျိုးအဲအဲ့အရာကြီးလဲကျုံခဲ့ဘူးအောင်အဲ့တော့ဘာလုပ်လိုက်လဲဘာလုပ်လဲဆိုတော့ခဏပြောင်ပြန်တိုက်လိုက်တယ်ကိုကြီးကတိနေရတယ်ခဲအဲ့အဲ့ကျွန်တော်အမေကလာပြောတယ် အမေအဲ့မယုံနဲ့အဲ့အမေကအော်ဘာပြောမလဲတောက်ဖုန်းပေးအဲ့မျက်နှာပြောတိုက်လိုက်တယ်ဒါဖုန်းဝင်နေမလားမျက်နှာပြောတိုက်ပြီးလိုက်တယ်အာဟုတ်လားအခုအေးစေးရဘာပြောညီမအကောင့်ပြတ်သွားတယ်ပတ်စံဘယ်တော့မှမရှိဘူးအေးစေးအဲ့လိုမျိုးမျက်နှာပြောတိုက်ပြီးလိုက်တယ်ဟုတ်တယ်ဘယ်လိုပြောလိုက်လဲအဲ့လိုတိုက်လိုက်လို့ရှင်နေတူတူဝိုင်းရဝိုင်းရဘာမှမလုပ်တော့အေးစေးပဲအဲ့ဒါ brother သူတို့ဘက်ကနေပြီးတော့ဘလို့အယောင်ဆောင်ပြီးတော့ brother တို့ရုံအောင်လောက်ကြတယ်ဟိုဒီရုံအောင်ဝန်ထမ်းတွေပါအဲစသည်နေပါညာဟိုဒီမှာအလုပ်လုပ်တဲ့လူပါကျွန်တော်တို့အမအကောင်တော့ကြာသွားတာဟိုအခုဘောလုံးမကြာသွားလို့ရှင်တော့ပါအဲ့လိုမျိုး အကောင့်ထဲကငွေလွှဲလို့မရဘူးဘာညာတခုနဲ့အဲ့လိုမျိုးလဲလာရပေါ့အဲ့လိုမျိုးနဲ့အယုံသွင်းကြတာပေါ့နော်အယုံသွင်းကြဟုတ်ပြီအဲ့ဆိုလို့ရှင်ဘရဒါတကယ်လို့ငွေလိမ့်လဲခံလိုက်ရတဲ့အတွက်ကြောင့်မလို့ကို့မှာကအကျိုးတက်ရောက်မှုတွေဖြစ်သွားတယ်လူနဲ့ဆိုင်တော့ဘာလဲဒီသူ့ဘာသူအချိန်တွေတခုရောက်နေတဲ့လူကြတော့လေသူ့ဘာဒီငွေလေး3-5တောင်ဘာမှမဟုတ်ဒီမရှိတဲ့လူတွေအတွက်ကြတော့လေအာလောကမကောင်းဘူးပေါ့သိရမလားလောကသူ့အတွက်ဒီ3-5တောင်ဘာမရှိဖုံးချုံဖြစ်သွားတော့ဒီသူ့ဘာသူဒီအရန်ဝင်ငွေရနေတဲ့လူသူ့ဘာ regularly level နေလူရရအစ်စီပေါ်သိရမလားဒီနေ့ video မှာပါဝင်ပြီးတော့ဖြေချားပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးလိန်လယ်မှုတွေကနေပြီးတော့ဆိုးရွားတဲ့အကျိုးဆက်တွေရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဖြေဆိုပေးပြီးတော့အသေးအကျုံတွေ share လုပ်ပေးခြင်းအားလည်းအခြားလူတွေကိုပို့ပြီးတတိထားမိစရာရောက်ပြီးတော့ကျွန်တော်တို့ကူညီရာရောက်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ပတ်စံကိုယ့်ရဲ့ကိုယ်ရေးကိုယ်တိုင်အချက်အလက်တွေကိုပေးတဲ့အခါမှာကိုယုံကြည်ရတဲ့သူဟုတ်မဟုတ်အများအားစစ်ဆေးဖို့လိုတယ်လို့မျိုးကိုယ့်ရဲ့ဘန်နာရဲ့အကောင့်ကိစ္စတွေနဲ့ကိုယ့်ရဲ့ငွေလွှဲငွေထိုးကိစ္စတွေမှာကိုယ်မှာတာဝန်ရှိရဲဆိုတာလည်းလုံးဝမမေ့နဲ့နော်ကိုယ့်ရဲ့ OTP password နဲ့ကိုယ်ပိုင် ဆက်လက်တွေတောင်းလာရင်ဘယ်သူမှမပေးဘူးကိုမသိတဲ့လူတွေကနေပို့လိုက်တဲ့ website တွေ link တွေကနေတဆင့် application တွေမတောင်းမိဘူးအဲ့လိုမျိုးမတင်မခွေရ link တွေကိုမနှိပ်မိဘူး website အတုတွေဘဏ်ဝင်တန်းမှဆိုပြီးတော့ကိုပို့လာတဲ့ SNS တွေ call တွေကိုအများကြီးသတိထားသင့်ပါတယ်အဲ့တော့လိန်လယ်မှုတွေအကြောင်းအတိအပေးအကြံပြုချက်တွေကိုပို့ပြီးတော့သိချင်တယ်ဆိုလို့ရှိရင် KBZ Bank ရဲ့ social media စာမျက်နှာတွေအားလုံးကို like and follow လုပ်ထားဖို့အတွက်မမေ့နဲ့နော်ပြီးတော့ကိုယ့်ရဲ့မိတ်ဆွေအားလုံးကိုလည်းမျှဝေပေးလိုက်ပါအောင်ဒါဆိုကျွန်တော်နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့